တွင်ကူပြောင်းရေးကာလဖွေရှိပုံချီခံဥပဒေဆိုတဲ့စကလုံးကိုမတုံ့တော့ဘဲနဲ့ TC Transitional Constitution ဆိုတာကိုမတုံ့တော့ဘဲနဲ့ After Article of Federal Transitional Arrangement Body မြန်မာလိုဖက်ဒရယ်အတွင်ကူပြောင်းရေးအစီအမံများဆိုင်ရာချီခံဥပဒေဆိုတာကိုကျွန်တော်တို့တုံ့လိုက်တယ်အတွင်ကူပြောင်းရေးကာလအစီအမံများဆိုင်ရာချီခံဥပဒေကိုအချီခံပြီးတော့ NUG ကိုလည်းကျွန်တော်တို့ reform လုပ်မယ်အဲကျွန်တော်တို့စဉ်းစားထားတော့ 啊，九部的，pre-TFDC，等你啊变 pre-TNGC，那会拍卖。Trudeau 一种比 Trudeau 没拉康的，Pueblo Champion 的 Federal 没拉康，这弄罗可以吗？Federal Conference，这罗这弄罗，西康西国比较差，比罗，对古比较尼卡拉，有的呢，特别呢，Time 比较比比较尼拉康国可以进步啊没？ ဟုတ်ကဲ့ဒေါက်တာလျံမုန်းစာကောင်းခင်ဗျာပြီးခဲ့တဲ့မေလ24ရက်နေ့က UNCC ကနေပြီးတော့ဒီအခြေခံဥပဒေဆိုင်ရာပေါ့နော်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးကြေညာချက်တခုထွက်ပါတယ်အဲ့ဒီမှာအခြေခံဥပဒေရေးဆွဲအလုပ်ဖွဲ့ပေါ့လေ TCWG ဒါတော့ငကိုရှိခဲ့တာပေါ့ဒါဒီဖွဲ့နဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံပေါ့နော် AFTA after look comment နဲ့တည်င်းထုတ်ပြန်ချက်ဆိုပြီးကျွန်တော်တို့သိရပါတယ်ဆိုအဲ့ဒီမှာသဘောတူညီချက်လဲဟို တစုံတရာပေါ့နော်၅ချိန်လောက်ဆွနေပြီလို့ပြောတယ်အဲ့တော့ကျွန်တော်တို့လင်းနှစ်တာကာလမှာဟိုဒီအခြေခံဥပဒေကရပ်တန့်ခဲ့တာပေါ့နော်ကျွန်တော်တို့သိသလောက်ဟိုအဖွဲ့ပါတယ်ဒီအဖွဲ့မပါဘူးစသည်ဖြင့်လည်းဟိုအငင်းခုံတွေရှိတယ်ပြောတယ်အဲ့တော့ငကိုရှိခဲ့တဲ့ဒီ TCWG ကဖွဲ့စည်းပုံကငကိုတိုင်းပဲတည်ရှိနေလားအဲ့ဒါလည်းသိလို့ပါတယ်နောက်တစ်ခုကဒီ AFTA after ဆိုတာကကျွန်တော်တို့ရှင်းလင်းမသိရဘူးဗျအဲ့ဒါကိုလည်းရှင်းပြပေးစေချင်ပါတယ် အော်ဟုတ်ကဲ့ခုလိုမြင်းမြင်းဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကျွန်တော်တို့အနေနဲ့အဲ့ဒီ after လို့ခေါ်တဲ့ article of federal transitional arrangement ပေါ့နော်အင်္ဂလိပ်လိုအမြန်မာစကားနဲ့တော့ federal အသွင်ကူးပြောင်းရေးအစီအမံမြတ်ဆိုင်ရာအခြေခံဥပဒေလို့ခေါ်ပါတယ်အဲ့ဒီရည်ရွှေချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုကိုတင်ပြဖို့အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ကျွန်တော်ပထမအနေနဲ့ပြောပြချင်ပါတယ် you အာအခုနဆရာမေးတလူပေါ့နော်ကျွန်တော်တို့က DCWG ကိုပြန်ပြီးတော့အဲ့အာအလောက်လုံးနိုင်ဖို့တွင်နော်ကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်ဆိုတော့ DCWG ကအမှန်စင်စစ်က2020နှစ်အောက်ကစလာမှာဖွင့်ခဲ့တာဖြစ်ပါတယ်2020နှစ်အောက်ကစလာမှာကျွန်တော်တို့ Federal Democracy Charter မှာဖော်ပြတဲ့နိုင်ငံရေးလမ်းပြမေပုံအရှင်းနံပါတ်6အတိုင်းကျွန်တော်တို့ဖွင့်စီခဲ့တာဖြစ်ပါတယ် ဆိုတော့အဲ့ဒီ charter မှာပေါ်ပြတဲ့အတိုင်းကျွန်တော်တို့မှာ TCWG ကိုအဖွဲ့မယ်ပြီးတော့အတွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံချိခံဥပဒေကိုယနေ့တော်လှန်ရေးကာလမှာပြင်လဲကျွန်တော်တို့ကြိုတင်ပြင်ဆင်ပြီးတော့ရည်ရွှေထားမယ်ဆိုပြီးတော့ကျွန်တော်တို့ပြဋ္ဌာန်းထားပါတယ်အဲ့ဒီကျွန်တော်တို့အမ် Federal Democracy Charter ပြဋ္ဌာန်းချက်အတိုင်းပဲကျွန်တော်တို့ဒီလုပ်ငန်းကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဘယ်သူတွေပါတယ်လဲဆိုတော့အမ် အင်ဂျူစီစီလို့ခေါ်တဲ့အမျိုးသားကြီးငွေကြီးအတိုင်းပင်ခံကောင်စီမှာပါတယ်အစုဖွဲ့ငါခုကကုစတဲ့တွေပါတယ်ပြီးတော့ကျွန်တော်တို့အင်ဂျူချီပါပါတယ်အမျိုးသားကြီးငွေကြီးစုအဖွဲ့ပါပါတယ်တော်တော်ကျွန်တော်တို့ကန်ကောင်အကြောင်းမလာတော့2020နှစ်အောက်ကစလာမှာကျွန်တော်တို့စပြီးတော့လှုပ်လှုပ်တာ2020နှစ်နိုဝင်ဘာလမှာဒီလုပ်ငန်းကရပ်သွားခဲ့တယ်ဆိုတော့2023တနှစ်လုံးလုံးကျွန်တော်တို့ ဒီစီ WG အနေနဲ့အလုံးမလုံးနိုင်ခဲ့ဘူး။သို့တော့အဲ့ဒီကာလအတွင်းမှာကျွန်တော်တို့ NGG ဖက်ကတော့အဆက်မပြတ်အလုပ်လုပ်ခဲ့ပါတယ်။အာ NGG အနေနဲ့ဒီ TCWG မှာကိုယ်စားလှယ်နှစ်ဦးပါဝင်ခွင့်ရပါတယ်။ဆိုတော့ကျွန်တော်တို့ဖက်ဒပီထောင်စုရဝင်ကြီးဌာနကနေပြီးတော့ကျွန်တော်ပါတယ်။ပြီးတော့နိုင်ငံခြားရေးဝင်ကြီးဌာနဆရာမူဇော်ဦးဒုတိယဝင်ကြီးအာဆရာမူဇော်ဦးပါတယ်။ကျွန်တော်တို့ NGG အတွင်းမှာ DCWG မှာပါတဲ့ကုစလီနှစ်ဦးကိုအထောက်အကူပေးဖို့ဆိုပြီးတော့ကျွန်တော်တို့ DCPC လို့ခေါ်တဲ့ Transitional Constitution Preparation Committee တွင်ကုပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေပင်စင်ရေး Committee ကိုကျွန်တော်တို့ဖွဲ့စည်းခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့ DCPC အနေနဲ့2023 April လ၄ရက်နေ့မှာကျွန်တော်တို့ပထမမူကြမ်းကို Cabinet စီဝေးပေါ့နော်ကျွန်တော်တို့အစုအဖွဲ့စီဝေးကိုတင်ပြနိုင်ခဲ့ပါတယ်။ အစုအဖွဲ့မှာကျွန်တော်တို့ပထမမူကြမ်းဖြစ်တဲ့မှတ်တမ်းတင်ခြင်းကိုဆောင်ရွက်နိုင်ပေမဲ့ဒုတိယမူကြမ်းကိုကျွန်တော်တို့ BC ပြန်လုပ်လိုက်ပါတယ်။ဒါကိုကျွန်တော်တို့2023ဂျွန်လ29ရက်နေ့မှာပဲ cabinet ပါဘို့နော်ကျွန်တော်တို့ NGG အစုအဖွဲ့မှာဒုတိယကြိမ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဆိုတော့ဒါကိုပြည်သူ့ညီလာခံမှာဒီပြုတ်နိုင်ဖို့တွေ့ဆိုပြီးတော့2023 September လာ CNN မှာကျွန်တော်တို့ NGCC ကိုတင်ပြခဲ့ပါတယ် ဆိုတော့ NUCC ကလည်းပြည်သူ့ငြိလာခံကိုမကျင်းပနိုင်ခဲ့ဘူးပြည်သူ့ငြိလာခံကိုသူတို့ပေးချင်မှာပဲကျင်းပနိုင်တယ်လေဆိုတော့2014မတ်လမှာပဲကျင်းပနိုင်ဒုတိယကျင်းပြည်သူ့ငြိလာခံကိုကျင်းပနိုင်ခဲ့တယ်အဲ့ဒီဒုတိယကျင်းပြည်သူ့ငြိလာခံမှာကျွန်တော်ကအဲ့ဒီကျွန်တော်တို့ NUCC ရဲ့မူကြမ်းကိုထပ်ပြီးတော့တင်သွင်းခဲ့ပါတယ်ဆိုတော့ဒီတင်သွင်းမှုကိုသူတို့အနေနဲ့မတန်းတင်တယ်တော်တော်တကူဆွေးနွေးဖို့အတွက် DCWG ကိုပြန်ပြီးတော့အသက်သွင်းပါတယ်ပြန်ပြီးတော့အသက်သွင်းပြီးတော့ DCWG အလောက်ကိုကျွန်တော်တို့2024 April မှာပြန်ပြီးတော့စခဲ့ပါတယ်။ April နေပြီးတော့ကျွန်တော်တို့ဒီအလောက်ကိုလုပ်ပြီးမယ်။ကျွန်တော်တို့လုပ်နိုင်တာ online ကနေဆွေးနွေးတာပဲလုပ်နိုင်တယ်။ online ကနေဆွေးနွေးတော့ online ကနေဆွေးနွေးတာ April နေပြီးတော့ August လကျွန်တော်တို့ဆွေးနွေးတယ်ဆွေးနွေးပွဲတစုံလုံးမှာကျွန်တော်တို့အလုပ်မဖြစ်ဘူး၊ခရီးမတွင်ဘူးဆိုတာကျွန်တော်တို့သဘောပေါက်လိုက်ပါတယ်။အဲ့ဒါကြောင့် K ဒါဆိုဒီတိုင်းမဖြစ်ပေဘူး။ တွေ့နိုင်တဲ့လူကျွန်တော်တို့မြေပြင်မှာတွေ့ကြမယ်မတွေ့နိုင်တဲ့လူ online နဲ့ join မယ်ဆိုတော့ကျွန်တော်တို့ကမြေပြင်မှာတွေ့ကြတယ်ပြီးတော့မြေပြင်မှာမလာနိုင်တဲ့လူပေါ့နော်ရဝဲမှာရှိတဲ့လူပြည်တွင်းမှာရှိတဲ့လူတွေကြတော့ကျွန်တော်တို့ online နဲ့ပဲ join ပါတယ်အဲ့ဒါကြောင့်ဒီ CW ကိုကျွန်တော်တို့ hybrid လို့ခေါ်တာဖြစ်ပါတယ်နှမျိုးပေါင်းပြီးတော့လုပ်တာပေါ့နော်လူချင်းတွေ့တဲ့လူနဲ့ online နဲ့ join တဲ့လူဆိုပြီးတော့ဆိုတော့အဲ့ဒီ hybrid CW ကိုကျွန်တော်တို့လုပ်နိုင်ခဲ့တာဖြစ်ပါတယ် ဆိုတော့အဲ့ဒီလောက်ရင်းနဲ့ခုဆရာခုနပြောတဲ့ theme ပါပေါ့နော်အဲ့ဒီလူလောက်လောက်ရင်းနဲ့ကျွန်တော်တို့ခုအာငားကျင်အဲ့လူပဲကျွန်တော်တို့ဆက်ပြီးတော့လုပ်နေပါပြီဆိုတော့ process လေးကတော်တော်လေးအဆင်ပြေတယ်အဲ့ဒီမှာကျွန်တော်တို့ပထမအုံဆုံးတွေ့တဲ့2024 September လမှာတွေ့တဲ့ပွဲမှာအတွင်ကူပြောင်းရေးကာလဖွေရှိပုံချီခံဥပဒေဆိုတဲ့စကလုံးကိုမတုံတော့ဘဲနဲ့ TC Transitional Constitution ဆိုတာကိုမတုံတော့ဘဲနဲ့ after article of federal transitional arrangement ပေါ့လေမြန်မာလူ federal twin ကုပြောင်းရေးအစီအမံမြတ်ဆိုင်ရာအခြေခံဥပဒေဆိုတာကိုကျွန်တော်တို့တုံ့လိုက်တယ်အဲ့ဒါအကြီးကြီးတဲ့အရေးအပြောင်းတစ်ခုဖြစ်ပါတယ်အပြောင်းလေးတစ်ခုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ TC လို့ကျွန်တော်တို့တုံ့လိုက်ပြီဆိုလို့ရှိရင် TC ဆိုတာ transitional constitution constitution လို့ပြောလိုက်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ဖွဲ့စည်းပုံချီခံဥပဒေဆိုတဲ့စကလုံးကိုကျွန်တော်တို့သုံးလိုက်တာနဲ့အရင်တုန်းကခိုးနေကြတော့ဖွဲ့စည်းအုပ်ချုပ်ပုံချီခံဥပဒေဖြစ်ပါတယ်။တိုင်းပြည်ကိုဘယ်လိုဖွဲ့စည်းမလဲ။ပြည်ထောင်စုကိုဘယ်လိုဖွဲ့စည်းမလဲ။အစိုးရကိုဘယ်လိုဖွဲ့စည်းမလဲ။အဲ့ဒီနှစ်ခုအကြီးကြီးပါတယ်။ဆိုတော့အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ဆောင်ရွက်ဖို့တွေ့ဆိုလို့ရှိရင်အခုအတွင်းကူပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေလို့သုံးလိုက်လို့ရှိရင်ကျွန်တော်တို့ဖွဲ့စည်းမဲ့ပြည်ထောင်စုထဲမှာပြည်နယ်ပင်တစ်ခုရှိရမလဲ။ တိုင်းပင်တစ်ခုရှိရမလဲဒါတွေကိုအမေဘယ်လိုပေးမလဲပြီးတော့ပြီးနေနေနဲ့မိတ်တွေရောဘယ်လိုတတ်မှတ်မလဲဒါတွေကတတော်အရေးကြီးတဲ့ကိစ္စတွေဖြစ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဒီအချိန်မှာဆောင်ရွက်နိုင်မလားဆိုတာကျွန်တော်တို့တော်လှန်ရေးကာလဒီလိုတိုင်းပြည်တတော်လေးမတည်ငြိမ်ဖြစ်နေတဲ့ကာလမှာဆောင်ရွက်ဖို့ကမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့သုံးသပ်ပါတယ်မဖြစ်နိုင်သေးဘူးထို့အတွက်ကြောင့်ကျွန်တော်တို့စဉ်းစားထားတာက ဒီလိုတတော်တော့အမေရန်ကျင့်သုံးမဲ့ဖွေးစည်းပုံချီကဥပဒေကြတော့ဒီကိစ္စတွေကိုထည့်သွင်းဆွေးနွေးမယ်ဆိုတော့ကျွန်တော်တို့စစ်ခေါင်စီကိုဖြုတ်ချပြီးတော့တွင်ကူပြောင်းရေးကာလရောက်တာနဲ့တပြိုင်နက်တိုင်းပြုတ်ပြီးပြုတ်ငင်လာခံကိုခိုးယူချင်းပါမယ်အဲ့ဒီခါကျမှပြည်နေပင်တစ်ခုနဲ့ကျွန်တော်တို့ပြည်ထောင်စုကိုဖွေးစည်းမလဲပြည်နေပင်နေနေပင်ဘလို့တက်ဘလို့တက်မှမလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့ဆွေးနွေးမယ်အခုကာလမှာတော့ဒါဆွေးနွေးလို့မဖြစ်မပြီးသေးဘူးထို့တွေ့ကြောင့်ကျွန်တော်တို့အနေနဲ့ အတွင်ကူပြောင်းရေးကာလဖြစ်တဲ့အတွက်ပြုတ်လွေပင်လွေကျွန်တော်တို့ဆောင်ရွက်မယ်။ယာစီသဘောနဲ့ပဲကျွန်တော်တို့ဆောင်ရွက်မယ်။အဲ့ဒါမှကျွန်တော်တို့အတွင်ကူပြောင်းရေးကာလကိုရှင်းရှင်းပြင်းပြင်းနဲ့ကြိုဖြတ်နိုင်မှာဖြစ်တယ်။ငင်းငင်းချက်ချက်နဲ့ကြိုဖြတ်နိုင်မှာဖြစ်တယ်ဆိုတဲ့ရွေချက်နဲ့ကျွန်တော်တို့ကအတွင်ကူပြောင်းရေးကာလဖွင့်စည်းပုံချီခံဥပဒေဆိုတာကိုတုံးပေးနေအတွင်ကူပြောင်းရေးအစီအမံများဆိုင်ရာချီခံဥပဒေဆိုတာ articles of federal transition arrangement ဆိုပြီးတော့ခေါ်လိုက်တယ်အဲ့ဒါကျွန်တော်တို့လူချင်းတွေ့တဲ့ပွဲမှာပထမဆုံးတွေ့တဲ့2014 September မှာကျွန်တော်တို့ဆုံးဖြတ်တာဖြစ်တယ်အဲ့ဒီတွေ့ဆုံးဒီအချိန်ကမှမှမူတည်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ခု၅ချိန်တိုင်းတိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ပြင်ဆင်ထားတာကတော့အဲ့ဒီ after လို့ခေါ်တဲ့အတွင်ကူပြောင်းရင်း အစီအမံမြတ်ဆိုင်ရာအခြေခံဥပဒေမှာအခန်းစဉ်၅ခန့်ပါဖို့ကျွန်တော်တို့ပြင်ဆင်ထားတယ်။အခုရှိဝေးကကျွန်တော်တို့၅ခါထိုင်ပြီးပြီ။၅ခါထဲမှာ၁၅ခန့်ထဲမှာစီခန့်လို့တော့ကျွန်တော်တို့အနည်းဆုံးမူကျန်လို့တော့ကျွန်တော်တို့ပြင်ဆင်ထားပါပြီဆိုတာလေးပြောချင်ပါတယ်။ဟုတ်ပြီဆရာအဲ့တော့ဆရာကတော့အကုန်လုံးအစအဆုံးတေးချရှင်းပြသွားတာပါအဲ့တော့မှကျွန်တော်ထက်ပြီးတချို့သိကျင်တာအခုရေးထားတာတော့အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံပေါ့နော် AFDA ဆိုတော့ဒါပြုစုထားတဲ့ဟိုပြုစုမှုတစ်ခုလို့ပဲပုံစံသွားမယ်ပြုလွယ်ပြင်လွယ်တယ်ထပ်ဖြည့်လို့ရမယ်ဒီလိုမျိုးကျွန်တော်နားလည်တာပေါ့နော် hybrid ဆိုတာလည်းခုနဟိုမြေပြင်မှာတကယ်ဆွေးနွေးပြီးမပါနိုင်တဲ့လူတွေက online ကဆွေးနွေးတယ်ဆိုတော့အခုပြီးခဲ့တဲ့2024 2024စက်တင်ဘာထင်တယ်နော်ဆရာတို့ပြန်ဆက်အဲ TCWG ကိုပြန်စနိုင်ပြီအဲ TCWG မှာအရင်ကျွန်တော်တို့ဟိုပါဝင်တဲ့ဒီအဖွဲ့အစည်းတွေအကုန်လုံးပြန်ပါဝင်နိုင်လားဆရာအဲ့ဒါလေးတစ်ချက်သိလိုပါတယ် အဟုတ်ကဲ့ဒါအကြီးကြီးတဲ့မေးခွန်းဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့ TCWG လောက်တုန်းကလေ TCWG မှာခုနကျွန်တော်ပြောတဲ့ Federal Democracy Charter အတိုင်းပါမဲ့ဖွဲ့စည်းတွေကျွန်တော်တို့ပါပြီးပြီတုံးတော့အဲ့ဒီမှာပါဝင်တဲ့ပါဝင်ထိုက်တဲ့ဖွဲ့တွေကိုလည်းကျွန်တော်တို့ဖိတ်ထားရမယ်ဆိုပြီးတော့ဟိုပထမအချိန်ပြည်သူ့ငြိမ်းချမ်းရေးခံပြီးမှ NGCC ကနေထွက်သွားတယ် NLD နဲ့ ကေပစ်လို့ခေါ်တဲ့အချင်းတိုင်းပင်ခံကောင်စီကိုလည်းကျွန်တော်တို့ဖိတ်ထားပါတယ် TCWG မှာဆိုတော့သူတို့ကလည်းဖိတ်ထားတယ်ဆိုတော့အဲ့ဒီတိရှိမှုဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာလည်းပဲ after ကြီးတဲ့ပိုင်းမှာလည်းပဲကျွန်တော်တို့စပြီးတော့ဖိတ်လိုက်ပါတယ်တော်တော်နှစ်ဖွဲ့စလုံးကခုထိပါဝင်နိုင်ခြင်းတော့မရှိသေးဘူးပြီးတော့ဒုတိယကျင်ပီသူငင်လာခံပြီးမှာ NUCC ကနေပြီးတော့ CRPA ကပါဝင်ခြင်းမရှိပဲနဲ့ရပ်သွားခဲ့တာရှိပါတယ် ဆိုတော့ကျွန်တော်တို့အဒီ after ရွှေရီ September လမှာတစ်ခါလောက်တယ်ပြီးတော့ December လမှာတစ်ခါလောက်တယ် sorry November လမှာလောက်တာဖြစ်တယ် December မဟုတ်ဘူး November လကို December လဆန်အဲ့မှာတစ်ခါလောက်တယ်ပြီးတော့ January လမှာလောက်တယ်ဒီသုံးပွဲမှာ CRP အစ်မပါနိုင်ခဲ့ဘူးသို့တော့ခုကျွန်တော်တို့ AP လမှာလောက်တဲ့ပွဲရယ်ပြီးတော့ May လမှာလောက်တဲ့ပွဲမှာသူတို့ပါလာပြီသူတို့တွေ့ကြောင်း အန်ယူစီစီမှာပါရမယ်ဆိုတဲ့အစုဖွဲ့အားလုံးကငါဖွဲ့စလုံးအစုဖွဲ့ငါခုစလုံးပါတယ်အန်ယူကြီးပါတယ်သူတို့ကြောင့်ပါဝင်မှုအကောင့်တွေလို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။နောက်ဒုတိယအနေနဲ့ကဒီ process မှာကျွန်တော်တို့အနေနဲ့ဟိုအန်ယူစီစီမှာဖွဲ့ဝင်ဖြစ်နေတဲ့ဒီမဟုတ်တနည်းပါဝင်ကြပေမဲ့ဒီတစုဖွဲ့မှုပုံစံမျိုးနဲ့စုဖွဲ့ထားတဲ့ဟို multi ethnic council ဆိုတာရှိပါတယ်။ ဲ့ဒါမှာကူဖွဲ့ရှိပါတယ်ဆိုတော့အဲ့ဒီကူဖွဲ့ကလည်းပဲစုဖွဲ့ပုံစံနီးနီးနဲ့ after မှာပါဝင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့သူတို့ဆွေးနွေးမှုတွေအားကောင်းတယ်ပြင်ဆင်မှုအားကောင်းတယ်သူတို့ရဲ့အမ်ဂျူပန်ဆောင်ရွက်မှုကြောင့်လည်းပဲကျွန်တော်တို့ after ရွှေကြီးကပို့ပြီးတော့အစီအပြီးချုပ်ွင့်နေတယ်ဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ်ထူးထွေးဆောင်အဲ့ဒီ multi ethnic council ဖက်ကခေါင်းဆောင်တွေ့ စုဖွဲ့တွေကိုလည်းကျွန်တော်ကျေကျွတင်တယ်လို့ပြောချင်တယ်။ဆိုတော့ပထမမူကြမ်းကိုကျွန်တော်တို့စက်တင်ဘာလလောက်မှာပြီးတယ်ဆိုရင်တော့အဲ့ဒါပထမမူကြမ်းပြီးလို့ရှိရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတဲ့ပရအာအစီအစဉ်တွေလေးကျွန်တော်တို့မှအများကြီးရှိပါတယ်လို့ဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ကအခုဒါဟိုတဝက်တောင်ကျိုးပြီပေါ့နော်ဆွန်းရွေးပြီးသွားပြီဟိုခုနှစ်ခန်းတဝက်နီးပါးပြီးပြီပေါ့အဲ့တော့ကျွန်တော်တို့ຫນွေဥတော်လိုင်းအစမှာတော့ FCDCC ရဲ့ဒီကြောရိုးကိုယူပြီးတော့ပေါ့နော်အဲ့တုန်းက အခြေခံဥပဒေကိုစွဲဖို့ပြဋ္ဌာန်းမှုဆိုပြီးတော့အားလုံးကဝိုင်းတွန်းကြတာရှိတယ်အဲ့တော့ FCDCC လည်းတစုံတရာဒီလိုထဲမှာစဉ်းစားမယ်လို့ယူဆရတာပေါ့နော်အဲ့တော့ FCDCC ရှိတယ်ဆရာတို့ UNG နေနဲ့ကလည်းမူကျန်းအခြေခံဥပဒေတင်လာတာရှိတယ်နောက် NLD ကလည်းဟိုသူတို့ပြုစုထားတာရှိတယ်နောက်တစ်ခုကပြည်တွင်းကအဖွဲ့တွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့နောက်ဟိုမူကျန်းလောက်ထားတဲ့ CRPF ဆိုတာလည်းကျွန်တော်ကြားရတယ်သူတို့မှလည်းမူကျန်းရှိတယ်ဆိုတော့ဒီ၄ခုစလုံးကိုဒီစွန့်နှိမ့်မှုတွေမှာပါဝင်စွန့်နှိမ့်ဖြစ်လာဆရာတို့ရဲ့ ဟိုဒီအခုစွန့်နေနေတဲ့ခြေခံဥပဒေဆိုင်ရာအစီအမံထဲမှာဘယ်လိုပြောလဲဟုတ်ကဲ့ဟုတ်ကဲ့ဆရာသားဆရာဟို FCDCC ကိစ္စပြန်ပြီးတော့ဆက်ပို့ပေးတဲ့တွေ့ထူရဲ့ကျေကျွတင်ပါတယ်ဆိုတော့ကျွန်တော်အမြင်မှာတော့ FCDCC ရဲ့မိုချန်ကဒီချူဆာမှုအလုံးမှာအဖြစ်ဆုံးဆုံးနဲ့တော်တော်လေးအားကောင်းတဲ့မိုချန်တစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ NGG ရဲ့မိုချန်ပြင်ဆင်မှုဟာဆိုလို့ရှိရင် ခွန်ဆေးရခိုင်နှုံးကတော့ FCDCC တွေကပြည်ယူတာဖြစ်တယ်။သို့တော့ FCDCC မှာကျွန်တော်တို့မထည့်နိုင်ခဲ့သေးတာပါလေဆိုတော့အချက်၃ချက်အရေးကြီးတဲ့အချက်၃ချက်ကျွန်တော်တို့မထည့်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ2000ကာလတုန်းကအဲ့ဒီတွေးခေါ်တွေမပေါ်သေးဘူး။အဲ့ဒီတွေးခေါ်တွေထဲမှာနံပါတ်၁က subsidiary principle ဆိုတဲ့အစိုးရဟာလူထုနဲ့နှိစဆုံမရှိတဲ့အစိုးရကိုအာဏာမြန်ဆုံးပေးရမယ်ဆိုတဲ့ဟိုပြည်နယ်အစိုးရလားဒေသန္တရအစိုးရလား တားတွေကိုအာဏာမြေကြီးပေးရမယ်ဆိုတဲ့ဟို subsidiary principle မရှိသေးဘူးအဲ့ဒါ FCDCC မှာမပါခဲ့ဘူးအဲ့ဒါနံပါတ်1ပါနောက်ပြီးတော့ကျွန်တော်တို့ federal physical federalism လို့ခေါ်တဲ့ federal bandai စနစ်ကလည်းပဲကျွန်တော်တို့အပြည့်စုံမထင်နိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ federal bandai စနစ်ဆိုတာ2009ကျမှကနေဒါနိုင်ငံစပြီးတော့ကျင့်သုံးတာဖြစ်တယ်နောက်နံပါတ်3ချက်တစ်ချက်ကတော့ ကျွန်တော်တို့ချောက်ချက်အာနာကိုအတိပီစင်းလင်းတဲ့ခါမှာဟိုဘာခေါ်မလဲအချောက်ချက်အာနာဒီနိုင်ငံသားတို့ထံမှာရှင်းသက်ပြီးဆိုတဲ့ဟာမျိုးအဲ့ဒါအင်္ဂလိပ်လို popular sovereignty လို့ခေါ်တာပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့ထည့်နိုင်ခဲ့တယ် federalism ကိုခြိခံသောအချောက်ချက်အာနာအတိပီဖွင့်ရှုခြင်းကိုကျွန်တော်တို့မဖော်ပြနိုင်ခဲ့ဘူးတနည်းအားဖြင့်ပြောလိုက်လို့ရှိရင်အော် state based popular sovereignty လို့ခေါ်တဲ့ အထောက်အချာအာဏာသည်ဗီထုံစုအဖွဲ့ဝင်ပြည်နေများနဲ့ရင်းပြည်နေများတွင်စီပြည်သူလူထုထံမှဆင့်သက်ရမယ်လို့ခေါ်တဲ့ပြည်နေအခန့်ကဏ္ဍကိုကျွန်တော်တို့ဖော်ပြနိုင်ခဲ့ဖို့ဆိုတော့အဲ့လိုမဖော်ပြနိုင်ခဲ့တဲ့အတွက်အကေလို့သာအထောက်အချာအာဏာသည်နိုင်ငံသားထံမှဆင့်သက်မယ်ဆိုတဲ့အသိပ္ပယ်ဖွင့်ဆိုချက်နဲ့သာဆိုရင်ကျွန်တော်တို့တိုင်းရင်းသားပြည်နေတွေချင်းပြည်နေတို့ဟိုဂရနီတို့ကချင်တို့မပါဘဲနဲ့လူများစုရှိတဲ့ ဟိုမေပြန့်နေတာလို့ပေါ့နော်အာနေပြီးတော့အချုပ်အချာနာကိုကျင့်သုံးပြီးတော့သူတို့ကြိုက်တာလို့လို့ရတယ်ကြိုက်တာလို့လို့ရတယ်ကြီးနိုင်ငင်နှင်းစနစ်ကိုဒီမိုကရေစီစနစ်အောင်မပင်နေကျင့်သုံးလို့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့အနေနဲ့ဖက်ဒရယ်စနစ်ကိုကျင့်တော့တကယ်ကျင့်သုံးမယ်ဆိုရင်တော့ဖက်ဒရယ်စနစ်ကိုချီကန်တော့အချုပ်အချာအာနာနဲ့အတိတ်ပဲဖွင့်ရှုချက်ကိုကျွန်တော်ဆောင်ရွက်ဖို့လိုတယ်ဆိုတော့ဒီသုံးချက်ကိုကျွန်တော်တို့အနေနဲ့ဖက်ဒရယ်ဒီမိုကရေစီစတာတာမှာပြီးဆုံးကျွန်တော်တို့ပြန်လည်ပေါ်ပြနိုင်ခဲ့တယ် ဲ့ဒါကိုအခုကျွန်တော်တို့အင်ဂျူဂျီရဲ့မူချက်မှာထည့်သွင်းနိုင်ခဲ့တယ်။အခု after မှာလည်းဒါကိုပဲကျွန်တော်တို့ပြန်ပြီးတော့ထည့်သွင်းနေတာထည့်သွင်းသွားမှာဖြစ်ပါတယ်။ FCDCC မှာမပါခဲ့ဘူး။သူတို့ဇာမေးတဲ့တခြားရော NLD နဲ့ကတော့ကျွန်တော်တို့တရားဝင်ဆွေးနွေးမှုတော့မရှိသေးဘူး။တော်တော်အလွတ်တဘောဆွေးနွေးထားတာကတော့ကျွန်တော်တို့ after မှာချန်ပီလို့ရှိရင်ကျွန်တော်တို့မူချက်နဲ့သူတို့မူချက်နှိမ့်နိုင်မယ်ဆိုတဲ့ဟာတော့အလွတ်တဘောကျွန်တော်တို့ဆွေးနွေးထားတာရှိတယ်။ပြီးတော့တခြားတော့ပြည်တွင်းဖွဲ့တွေ BRCF မူကြမ်းကတော့ကျွန်တော်လက်လာသလိုကတော့သူတို့အတွင်ကုပြောင်းရေးကာလတွေရှိတာမဟုတ်ဘူးအမေတန်တွေရှိတာဖြစ်တယ်အဲ့ဒီတွေ့ဆုံကျွန်တော်တို့အနေနဲ့ဒါအာဆက်ဆံမှုရှိတယ်ကျွန်တော်တို့တွေလက်လာတယ်အခုနကျွန်တော်ပြောတဲ့ theme ပေါ့လေကျွန်တော်တို့ပထမမူကြမ်းပြီးလို့ရှိရင်ဆက်လက်ဆောင်ရွက်မယ် consultation မှာဆက်ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့ဆရာအဲ့တော့ခုနဆရာပြောသလို TCWG မှာလည်းအပြင်ပေါ့နော်နောက်ထပ်အဖွဲ့တွေပါမြေပြင်မှာပူးပေါင်းပါဝင်လာတာဆရာပြောခဲ့တယ်အဲ့တော့ ဒီနေရာမှာအရေးကြီးတယ်လို့ယူဆရတာတခုကတော့အခုကျွန်တော်တို့ဒီရှမ်းပြည်မှာရှိတဲ့အဖွဲ့တွေပေါ့နော် FNCC လို့ဒီတပ်ပေါင်းစုအနေနဲ့ခေါ်တယ်အဲ့ဒီမှာတချို့အဖွဲ့တွေကလက်ရှိစစ်ကောင်စီနဲ့သူတို့ကဟို agreement ရှိပြီးသားလေနော်ဟိုတချို့အဖွဲ့တွေရောတိုက်နေတယ်ပေါ့ဒီအဖွဲ့တွေရဲ့ပါဝင်မှုကိုလည်းကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကအာရခိုင်ပေါ့နော်အရကတက်တော် AA ULAA ကလည်းရခိုင်တလမ်းစဉ်နဲ့တွားနေတယ်နောက်ကချင်လဲကူက KPIC ကပါလာတယ်ဆိုတာမရှိဘူးပေါ့နော်ဆိုတော့ အခုဆရာတို့စူးစမ်းနေမှုကခုနအဖွဲ့တွေနဲ့အပေါ်မှာရောတက်ရောက်မှုရှိနိုင်လားဒါတွေကသူတို့နဲ့ပြန်ပြီးညှိရအောင်အဲ့ဒီပိုင်းလေးလည်းသိလို့ဒါဒါဒီမေကောတော်တော်ကြီးကြီးလဲဆရာမေးပေးရတွေ့လေကျေးဇူးတင်တယ်လို့ပထမအနေနဲ့ပြောချင်ပါတယ်အဓိကတော့ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာသွားဆွေးနွေးမယ်ဆိုရင်ဘေးပေါ်မှာချိန်ခံပြီးတော့ဆွေးနွေးမယ်မူကျန်းတဆုံတရားစီမှာပဲဆွေးနွေးတော့ပူရှင်ပြီးတယ်လို့ကျွန်တော်တို့မြင်တယ်ထို့အတွက်ကြောင့်အခုကျွန်တော်တို့ after မှာကျွန်တော်တို့ အဲ့ဒီမူချမ်းပြီးတာနဲ့တပြန်နဲ့အဲ့ဒီမူချမ်းဆိုတာလေတကယ့် initial တကယ့်ပြင်ဆင်မှုဆွေးနွေးဖို့အတွက်တကယ့်အမူချမ်းရဲ့အကြံပေးဖြစ်မှာပဲဆိုတော့ဒါကိုကျွန်တော်တို့ပြီးလို့ရှိရင်ခုနဆက်ပြောတဲ့ဖွေးစီအားလုံးကိုလည်းကျွန်တော်တို့ဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်ခုနဆက်ပြောတဲ့မြို့ပိုင်းဖွေးတွေပေါ့နော်အမြို့ပိုင်းမဟာမိတ်တုံးဖွေးရှိမယ်ပြီးတော့အစံပြီမှာရှိတဲ့စုဖွေးတွေရှိမယ်ပြီးတော့ကချင်ရှိမယ် AA ရှိမယ်စသဖြင့်အစုဖွေးအားလုံး TNLA ရှိမယ်ပအိုးရှိမယ် ဆိုတော့ဒီဖွဲ့တွေအားလုံးနဲ့ကျွန်တော်တို့တိုင်ပင်သွားမှာဖြစ်ပါတယ်ဘလို့တိုင်ပင်ပြီးလို့ရှိရင်လည်းပဲဒါကျွန်တော်တို့ရှိတာဖြစ်တယ်ခင်ဗျားတို့သဘောတူလားဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရှင်းကပ်ပါမဟုတ်ဘူးဒီလူလောက်ရင်ဘလို့ကောင်းမလားဒီအထက်မှာမကြိုက်တာအားလုံးပေးဖြစ်လို့ရတယ်အကျင့်သိငင်သူတွေပေးပါဒါကတော့ကျွန်တော်တို့ဆွေးနွေးဖို့အတွက်ဟိုစဉ်းစားနိုင်ဖို့အတွက် just for talking point လို့နော်ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်တယ်အဲ့ဒီပုံမှာကြံပေးကြပါဆိုပြီးတော့ကျွန်တော်တို့တို့ကိုရွှေနေသွားမှာဖြစ်ပါတယ် ဟုတ်ပြီဆရာအဲ့တော့အခုလာမယ့်စက်တင်ဘာမှာဆရာတို့ဒီအခန်း15ခန်းပေါ့နော်အခုဒါ after လို့ခေါ်တဲ့ဒီအခြေခံဥပဒေဆိုင်ရာဒီအစီအမံကိုဆရာတို့ပြီးပြအောင်ဆရာတို့ဆွေးနွေးဖို့ရှိတယ်ပြီးပြမယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့ဟိုဟာအတိပြုဖို့ကြတော့ဆရာအရင်တော့ကျွန်တော်တို့ကဟိုကြည့်သူညီလာခံမှာအကုန်ဟို NUC နဲ့ပတ်သက်တဲ့ဟာတွေအကုန်အတိပြုကြတော့အခုရော process ကဘယ်လိုဖြစ်လာနိုင်မလဲဟောဟုတ်ကဲ့ဆရာကြီးကျွန်တော်တို့အဲ့မှာအကြီးကြီးတဲ့ပြောင်းလဲလေးတစ်ခုလုပ်ထားတာရှိပါတယ်ရဲ့ဒီပြောင်းလဲရတော့ရခင် ျွန်တော်တို့တွင်ကူပြောင်းရေးကာလဖွေးရှိပုံချီကဥပဒေလုပ်ရေးမယ်ဆိုရင်ခြားတာရပါလေဒါကိုပြည်သူညီလာခံမှာတည်ပြမယ်ဆိုပြီးတော့အာဆုံးဖြတ်ထားခဲ့တာရှိပါတယ်သို့သောကျွန်တော်တို့ချီနေအားလုံးကိုပြန်လဲတုံ့တက်တဲ့ခါကျတော့ပြည်သူညီလာခံဆိုတာအန်ဂျူစီစီမှာပါတဲ့ဆုဖွေးငါခုရဲ့ညီလာခံလူပဲဖြစ်နေပါတယ်ဆိုတော့အဲ့ဒီအန်ဂျူစီစီရဲ့မှာပါတဲ့ဆုဖွေးငါခုအပြင်မှာရှိနေတဲ့အဆုဖွေးတွေအများကြီးရှိတယ် ပြီးတော့အချင်းဒီမျိုးမျိုးကြောင့်တော်လိုင်းရင်းထဲမှာမပါနိုင်သေးတဲ့တော်လိုင်းရင်းဖွေးရှိတွေနိုင်ငံရေးပါတီတွေရှိနေပါသေးတယ်အခုတော်လိုင်းရင်းအောင်မြင်မှုကလည်းရှင်မြင့်လာတယ်ပြီးတော့ကျွန်တော်တို့အတွင်ကုပြောင်းရေးကာလရောက်လာလို့ရှင်တော့စစ်တပ်ရဲ့ခံကစစ်စစ်ကောင်စီကိုလည်းကျွန်တော်တို့ဖေရှားပြီးသားဖြစ်ရမယ်ဆိုတော့အဲ့ဒီအခင်းချင်းမျိုးမှာဆိုလို့ရှိရင်ပြည်တွင်းနိုင်ငံရေးပါတီတော်တော်များများလေးပါပါဖို့လိုတယ်ပြီးတော့ခုတော်လိုင်းရင်းထဲမှာမပါသေးတဲ့စုဖွဲ့တွေ တိုင်ရင်သားဟို ERO တွေပေါ့နော်အများကြီးလေးပါလာဖို့လိုတယ်သူတို့အတွက်ကြောင့်ကျွန်တော်တို့ပြီးသူငေလာခံကမလုံလောက်တော့ဘူးပြီးသူငေလာခံကမလုံလောက်တော့ဘူးသူတို့အတွက်ကြောင့်ပြီးသူငေလာခံနဲ့ပူပြီးတော့ခြေပြန့်တယ် Federal ငေလာခံကျွန်တော်တို့ခေါ်ယူမယ် Federal Conference တောင်ခေါ်ယူပြီးတော့အများဆုံးပါဝင်နိုင်တဲ့အားလုံးပါဝင်ရေးမှုကိုချီခံပြီးတော့ဖက်ဒရယ်ညီလာခံကိုခေါ်ယူမယ်။အဲဒီဖက်ဒရယ်ညီလာခံမှာပဲကျွန်တော်တို့ edit after လို့ခေါ်တဲ့ article of federal transition arrangement မြန်မာလူအရောကျွန်တော်ပြန်ပြုတ်ပြစီနာမည်အတိဖြစ်နေတော့ federal တွင်ကူပြောင်းရေးအစီအမံများဆိုင်ရာခြိခံဥပဒေအဲ့ဒါကိုကျွန်တော်အတိပြုတ်သွားမှာဖြစ်ပါတယ်လို့အဲ့ဒီဟာအတိပြုတ်နိုင်တာ ਨੇ တပင်နဲ့အဲ့ဒီအခြေခံဥပဒေကိုအတွင်ကူပြောင်းရေးကာလအစီအမံများဆိုင်ရာအခြေခံဥပဒေကိုအခြေခံပြီးတော့ကျွန်တော်တို့ NGO ကိုလည်းကျွန်တော်တို့ reform လုပ်မယ် ုတ်ပြီဆရာအဲ့တော့ Federal Democracy Charter ရဒီ Roadmap ရဆရာတို့စွဲပြီပေါ့နော်အဲ့ဒီ Roadmap ရဆိုလဲဒါဟိုစစ်အာဏာရှင်ဖြိုချပြီးတော့မှဒီဟာကိုနောက်တက်လာမဲ့ Transition ਨੇ Government ကဒီအခြေခံဥပဒေကိုယူပြီးတော့ဒါဟိုတိုင်းပြည်ကိုရှေ့ဆက်သွားမှာပေါ့လေဒါပေမဲ့ပြီးခဲ့တဲ့မကြာသေးခင်ကကျွန်တော်တို့ဒီ UNG Cabinet အစည်းအဝေးမှာတမရာကြီးပြောတာကျွန်တော်ကြားပါတယ်တမရာကြီးကပြောတာအခုတော်လိုက်ကာလလည်း9နှစ်ထဲရောက်လာပြီ UNG အနေနဲ့ဆက်သွားလို့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့မှာအသွင်ကူးပြောင်းရေးပုံစံမျိုး လုံးဝင်ကောင်းမယ်ဆိုပြီးသူအကြံပြုသွားတာကျွန်တော်ကြားပါတယ်ဆိုတော့အဲ့ဒီကအခုစွဲနေတဲ့အခြေခံဥပဒေနဲ့ तू ကဆက်ဆက်မှုများရှိနိုင်မလားတခုခုကိုတမရာကြီးကရည်ညွှန်းပြောဆိုတာလားကျွန်တော်အဲ့ဒါလေးလည်းသိလိုပါတယ်ဆရာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့စဉ်းစားထားတော့တော့အကျိုးပေါ့လေ pre tfdg ဒီနေ့အပြင် pre tngg တခုဖွဲ့မယ်မကြခင်မှာကျွန်တော်တို့ရှိခေါင်စီကတော့ပြုတ်တော့မှာပဲ စီကောင်စီတော့ကျွန်တော်တို့အနိုင်ယူတော့မှာပဲစီကောင်စီမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနပါဝင်တင်ပါဝင်ထိုက်သူအလုံးပါဝင်ပြီးတော့မှာပူပေါင်းဆောင်ရွက်တဲ့အတွင်ကူပြောင်းရေးကာလဆူကဖွေရှိမယ်ဆိုရင်အင်ယူဂျီဆိုတဲ့စကားကိုမေ့ထားလိုက်တော့အင်ယူဂျီရဲ့ခန့်ကန်တာကုန်သွားပြီ